องกราบพื้นอาจารย์ดีโอ้ยไม่ได้ไม่ได้แทงดูดิตื่นเลยอาจารย์แย่ลูกผมมาเล่นไอ้หมอทอง အားလုံးမင်္ဂလာပါပြည်သူပေါင်းနှလုံးစုပိုင်းအေးချမ်းပါစေကျွန်တော်တို့ပြည်သူတွေတောင်းဆိုတာတခုရှိပါတယ်ဒီကာလမှာကျွန်တော်တို့လေ၄နှစ်ကျော်၅နှစ်နေ့စဉ်နေ့တိုင်းကမ်ပိန်းတွေပြောတယ်အဲကျွန်တော်တို့ရိုက်တဲ့ဇလန်းတူဆိုပြီးရေယူတို့အေးစီးပေါ့နော်အုတ်ကြီးတို့အစီအစဉ်တွေဆိုလဲကျွန်တော်တို့နေ့တိုင်းနိုင်ငံရေးနဲ့ပတ်သက်တာတော်လိုက်ရေးနဲ့ပတ်သက်တာတွေကိုကျွန်တော်တို့တင်ဆက်နေရတာဖြစ်တဲ့အတွက်တချို့ပြည်သူတွေကြတော့ ဒီလေးနှစ်ကျော်၅နှစ်မှာဒီဘောမဒီရှင်တော်ဒီဘောမရုပ်ရှင်ဒီဒါလည်းဒီ entertainment တွေကိုလုံးဝမကြည့်ဘူးပေါ့နော် vibe ကိုလောက်ထားကြတယ်အဲကျွန်တော်တို့ဒီဘက်ကအဲတော်လည်ရေးမှာပါလာကြတဲ့အမှုပညာရှင်ညီကိုကြီးကြတော့လေအဲဒီအ ਨੇ ချင်းပေါ့နော်ကျွန်တော်တို့ဒီရှင်တော်မှာဆိုကျွန်တော်ဟာငါကောင်တို့ကဲကဲတို့အောင်ဖန်းကြီးတို့အခုဆက်ပြေးကြီးတို့အစရှိတဲ့လူအ ਨੇ ငယ်အ ਨੇ ချင်းပဲပါလာတာပေါ့အဲဒီလူတွေအကုန်လုံးကလည်းနေစီတိုင်းမှာတော်လည်ရေးနဲ့ပတ်သက်တာတွေကြီးပဲကျွန်တော်တို့ကတင်ဆက်နေတာဖြစ်တဲ့အတွက်ပြည်သူတွေက ်ဒါလေးပေါ့နော်ဟာဟာပပက်ရေးရမယ်ဟာဒါလေးစူးစမ်းစီစဉ်ပေးပါဦးဆိုတဲ့အခါမှာကျွန်တော်တို့အခုပြင်ဆင်နေပါပြီမကြတဲ့အချိန်ခဏမှာကြည့်ရှုရပါမယ်အဲကျွန်တော်အနေနဲ့ကတော့ဒီဇညုံးရေးတာတို့စခရစ်ရေးတာတို့ဒီပြက်လုံးတွေစီစဉ်တာတို့တော့မလုပ်ဘူးရေးနိုင်တဲ့လူရေးပေးဖို့ကျွန်တော်တို့အပ်ထားတယ်ပေါ့နော်။ဒါကြောင့်လဲဆိုကျွန်တော်တို့ဆိုလို့ရှိရင်ဒီတော်လိုင်းနဲ့ပတ်သက်တာတွေပဲကျွန်တော်တို့ပြန်ဝင်လာအောင်ပါပေါ့နော်။ပါလာအောင်ပါဆိုတော့ အပြည်သူတွေကိုနှစ်နှစ်ကာကာရီမောပျော်ရွှင်မှုဘဝမောတွေခဏကျွန်တော်တို့ဟာသာဇလန်သူတွေကြည်ပြီးတော့ပြေပြောက်ဖို့အတွက်တော့ကျွန်တော်တို့ခုကြိုးစားပြင်ဆင်နေပါပြီ။ Okay ပါအခုဒီနေ့တင်ဆက်မဲ့အစီအစဉ်ကတော်လန်ရေးတော့မဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်နှလုံးသားထဲမှာတော့တော်လန်ရေးပဲ။ဘာကြောင့်လဲဆိုတော့ဒီရုပ်သံဖိုင်ဒီထိုင်းနိုင်ငံကလေးတွေပေါ့နော်။ကြောင်းဘောလုံးအသင်းတသိမ်းပေါ့အမှန်တမ်းချွတ်တဲ့တယ်။ဒါပေမဲ့အခုအရန် အဲသူတို့ပြည်သူတွေကြားထဲမှာရေပန်းစားတယ်သူတို့အရန်ချစ်ကြတယ်တချို့ကတော့ကြိရှိပြီးသွားလောက်ပါပဲဒီရုပ်သံဖိုင်ကလူမှုကွန်ရက်စာမျက်နှာမှာအများကြီးပြန့်နှံ့နေတာဆိုတော့ဒါကိုကျွန်တော်ဒီနေ့တနေ့လုံးကြည့်နေတာဒီကလေးတွေရုပ်သံဖိုင်တွေရုပ်သံဖိုင်တွေလိုက်ရှာပြီးတော့ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်အတွက်တော်လိုင်းအတွက်ကျွန်တော်ခွန်အားတွေအများကြီးဖြစ်ရပါတယ်ဒါလေးကိုကျွန်တော်တို့အတူတူကြည့်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်ရင်ထဲမှာပြည့်နှံ့နေတယ်ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့ပြောစရာစကားလေးတင်ပြပါမယ်ဒီရုပ်သံဖိုင်ကတော့အာကစားပိတ် တစ်ခုမှာတင်ထားတဲ့ရုပ်သံဖိုင်မှာနောက်ခံစကားပြောလဲပါပါတယ်အဲ့တော့ကျွန်တော်တို့အရင်အတူတူကြည့်အောင်ပါမကြည့်ရသေးတဲ့ဒီကလေးတွေရုပ်သံဖိုင်တွေမကြည့်ရသေးတဲ့သူတွေဆိုလို့ရှိရင်သေချာကြည့်ပါကျွန်တော်အခုဒီခေါင်းစဉ်မှာပေးထားသလိုနှစ်ခါပြန်ကြည့်ပါနှစ်ခါပြန်ကြည့်ပါဘတ်စကားအိုလေးနဲ့အိမ်မက်တွေနောက်လိုက်ခဲ့ပြီးအနာဒရာစာသင်ကျောင်းလေးကနေဟီးရိုးဖြစ်လာတဲ့ဒိုင်းလူငယ်ဘောလုံးအသင်း ဒီလူငယ်ညာထရအကြောင်းသားဘောလုံးသင်းလေးကိုပြိသက်ထောင်းတောင်းချီပြီးကွင်းထဲလာအောင်အားပေးနေခဲ့ကြပါတယ်သူတို့ကနာမည်ကျော်ဘောလုံးသင်းမဟုတ်ပါဘူးပြိသက်တိကစားမားတွေလည်းမပါပါဘူးထို့အတူပဲဒီပြိုင်ပွဲကလည်းစီကိန်းဘောလုံးပွဲမဟုတ်လို့ယူ20ကဘာဖလားပွဲလည်းမဟုတ်ပါဘူးထိုင်းနိုင်ငံအခြေခံပညာအကြောင်းပေါင်းစုံဘောလုံးပြိုင်ပွဲရဲ့ဘောလုံးပွဲပါလာအောင်အားပေးတဲ့ပြိသက်တွေများလုံးလုံးထိုင်းကမလောက်တဲ့တော့ကွင်းထဲဆင်းကြရတာထိပါပဲဒါနာမည်ကျော်ဘောလုံးသင်းသင်းကိုလာပြီးတော့အားပေးတာမဟုတ်ပါဘူးတကယ်ကြီးရွာစနေဘုတ်ကမထင်မရှားအသင်းသင်းကိုလာပြီးတော့အားပေးတာဖြစ်ပါတယ်ဒီညာထရအသင်းတွေက finance ရုပ်ရှင်ဆန်ဆန်မော်ဝင်သွားနဲ့တက်ရောက်လာခဲ့တယ် ဘောလုံးပွဲမှာထိုင်းလက်ပီးစင်ကစားမားတွေမွေးထုတ်ပေးနေအင်အားကြီးကြောင်းကြီးတစ်ကြောင်းနဲ့တွေ့ခဲ့ပါတယ်။သူတို့ကဒီပြိုင်ပွဲကိုလာကစားဖို့ကားကောင်းကောင်းတော့မရှိခဲ့ပါဘူး။စပွန်ဆာလည်းမရှိခဲ့ပါဘူး။ဒိုင်နာကားအဆုတ်ကလေးကိုသူတို့ရဲ့ဆရာကိုယ်တိုင်ကားမောင်းပြီးတော့ live ပို့ခဲ့ရတာပါ။ဒီအသင်းကထိုင်းနဲ့နိုင်ငံလုံးရဲ့ချစ်ချင်းမြတ်တာကိုရခဲ့ုံသာမကအင်ဒီချင်းမြန်မာနိုင်ငံပြည်သက်တွေအသေးနှလုံးမှာတင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီအသင်းကတော့မွန်ထောင်းဝတရားအသေးမဲဖြစ်ပါတယ်။မွန်ထောင်းဝတရားထက်တန်းကျောင်းဟာထိုင်းနိုင်ငံရှိပိုင်းချောင်းချောင်းဆောင်ခရိုင်ကဖြစ်ပါတယ်။စာတင်ကျောင်းမှာကျောင်းသားဦးရဲ့ငါးကျော်လေးပဲရှိပြီးတော့ဘောလုံးမှာထူးချွန်တဲ့ကျောင်းလေးမှုတ်ခဲ့ပါဘူး။ စာတင်ကြောင်းငယ်လေးဖြစ်တဲ့အတွက်ဘောလုံးအားကစားတဲ့အခြေခံလိုအပ်ချက်တောင်မရှိချပါဘူးခင်မီဇက်ကရီယာဆိုဝေလာဝေးပါကန်စရာကွင်းလည်းမရှိပါဘူးခုပြိုင်ပွဲဝင်လာတော့မှစာတင်ကြောင်းကတခုတည်းသောကားဖြစ်တဲ့ចောင်းကားအစုပ်လေးနဲ့သွားခဲ့တာပါចောင်းကားမောင်းမီးသူကလည်းသူ့ရဲ့ဆရာလေးဖြစ်နီးပြလေးဖြစ်တဲ့ဆရာပေါင်းပါဖုန်လေးတလူကြားမှာတရိပ်သွားနေဒီကားလေးဟာအိမ်မက်တွေများယူတဲဆောင်လိုက်တဲ့ကားလေးပဲဖြစ်ပါတယ်သူတို့ကထိုင်းနိုင်ငံအခြေခံပညာចောင်းပေါင်းဆိုဘောလုံးပြိုင်ပွဲဖြစ်တဲ့ Student Football Sevens ပြိုင်ပွဲကိုဝင်ရောက်ပြီးတော့ရှင်ပြိုင်ခဲ့ကြတာပါပြိုင်ပွဲအသင်းတွေကအကောင်းစားကားတွေဘောလုံးကြားစီမှာနေရာမလန့်ကိုကတ်ထားတဲ့ sponsor တွေ တင်းလွင်တောက်ပနဲ့ယူနီဖောင်းတွေအကောင်းသားဘောကံဖဏတ်တွေနဲ့ပါမွန်ထောင်းဝတရားအသင်းကတော့ဘတ်စကာအိုလီနဲ့ရောက်လာပြီးတော့ဘတ်စပွန်ဆာမှမရှိဖုံလူနဲ့အင်ဂျီဘောကံဖဏတ်အဟောင်းလေးသာရှိပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့တမိုင်းတစ်ခုရေးထုတ်ဖို့အစဉ်သင်းဖြစ်နေခဲ့ကြပါလိမ့်ဒီလိုအခြေခံလိုအပ်ချက်တော်မပြည့်စုံတဲ့မွန်ထောင်းဝတရားအသင်းကိုစောစီးပြုတ်သွားမယ်လို့ပဲအားလုံးကထင်ခဲ့ပါလိမ့်ဒါပေမဲ့သူတို့က round 1မှာ transport အသင်းကို3-1 round 2မှာ sikaw pracha patuwe အသင်းကို6-0 round 3မှာ watnon chaw အသင်းကို2-1 round 4မှာ pebu wetia line အသင်းကို1-0 round 5မှာ nakon racha sima municipal အသင်းကိုပန်နာတီနဲ့နိုင် round 6မှာ assumption tamburi ကို4-3နဲ့နိုင်ခဲ့ပါတယ်။အဲနောက် quarter final တရောင်းနိုင်ခဲ့ပြီးတော့ပြိုင်ပွဲအသင်းအသင်းဖြစ်တဲ့ dapsirin အသင်းကိုယင်ဆိုင်ခဲ့ပါတယ်။အကြိမ်နဲ့ကစားခဲ့ရပြီးနောက်ဆုံးမှာတော့9-6ကိုလည်းနိုင်ပြီးအားလုံးအားအသင်းစေခဲ့တာဖြစ်ပါတယ်။ semi final မှာတော့သူတို့က champion နှစ်ကြိမ်ဖြစ်ပြီးတဲ့အင်အားကြီးအသင်း assumption college ရွာချောက်ကို6-3နဲ့ထပ်နိုင်ခဲ့ပါတယ်။ဒုနဲ့မွန်ထောင်းဝစီယာအသင်းဟာထိုင်းနိုင်ငံကျောင်းသားဘောလုံးလောကကိုကန်လုကာ final တရောင်းလာခဲ့တော့တာဖြစ်ပါတယ်။ final မှာမွန်ထောင်းဝစီယာအသင်းဟာချောင်းနဲ့ကန်အုပ်ချုပ်ရေးအစိုးရ sponsor ပေးခြင်းခံထားတယ်။ချောင်းနဲ့ပေါင်အသင်းနဲ့ကစားခဲ့ရပါတယ်။ ဒီချိန်မှာတော့တို့ကလူတွေသတိထားမိသွားခဲ့ပါပြီပရိသတ်တွေကတို့အားပေးဖို့ကိုင်းနဲ့အပြေရှံလာပြီးတော့အားပေးခဲ့ကြတယ်တို့ကဘတ်စကာအဆုတ်လေးနဲ့ပဲဘန်ကောက်စီတက်လာပြီးတော့ပြိုင်ပွဲဝင်ခဲ့ကြတယ်တို့ရဲ့ကားကိုလည်းအိမ်မက်ရီနာကိုလိုက်နေတဲ့ဘတ်စကာလိုပရိသတ်တွေကဂုံပြုခေါ်ဝေါ်ခဲ့ကြတယ်လက်တွေဘွားရုပ်ရှင်မှုတ်ပေါင်ရုပ်ရှင်တွေမှာဆိုတော့ဒီတင်းဟာချန်ပီယံစ်ကိုကိုင်မြောက်ပြီးစည်ရင်သားနေပြတွေကခြေတပ်ပုပ်ကိုတွေကိုအလဲထိုးပြသွားတာဖြစ်နိုင်ပါတယ်ဒါပေမဲ့မော်ထောင်းဝတ်စရာအသင်းကတော့ဘွဲဥဆောင်နိုင်ခဲ့ပေ2-1နဲ့ရှုံးနိုင်သွားပါတယ်ဒါပေမဲ့ဘယ်ပရိသတ်မှချန်ပီယံဖြစ်သွားတဲ့ချောင်းနဲ့အသင်းကိုစိတ်ဝင်စားခဲ့ပါဘူးဒီပြားစရာပေါင်နာမှာငိုကြွေးနေတယ် မော်တော်ဝတ္ထားသင်းစားမားတွေပဲဝိုင်းဝန်းနှစ်သိမ့်ပေးနေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအကျိုးစားကြောင့်ပဲသူတို့တာဝန်ရှိသူတွေကကောင်းကောင်းသတိထားမိသွားခဲ့ပါတယ်။ထိုင်းဆိုကဒီစားသင်းကြောင်းတွေလိုအပ်တဲ့ထောက်ပံ့မှုတွေပြုလုပ်ပေးတော့မှာပါ။မော်တော်ဝတ္ထားစားသင်းကြောင်းကိုထိုင်းတနိုင်ငံလုံးကငွေကြေးထောက်ပံ့မှုတွေပြုလုပ်နေလို့အားစားပစ္စည်း၄ချိန်ပစ္စည်းတွေလိုလေသိမ့်ရှိထားပေးနေကြပါပြီ။မော်တော်ဝတ္ထားသင်းကစားမားတွေကချန်ပီယံမဖြစ်ပေမဲ့မနာဝတ္ထားစာသင်ကျောင်းတမားရဲ့သူရဲကောင်းတွေဟီးရိုတွေဖြစ်နေမှတ်တမ်းဝင်သွားခဲ့ဖြစ်ပါတယ်ပြီးတော့မြန်မာလူငယ်တွေအတွက်အားကြစရာအိမ်မက်လည်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အတန်အတွက်လေးအတွက်သီးခံပေးပါခင်ဗျာ ဲ့တော့ကျွန်တော်တို့ဒါဘောလုံးပွဲအကစားပြိုင်ပွဲတစ်ခုလောက်မဟုတ်တော့ပါဘူးအခုဆိုလို့ရှိရင်ဒီကလေးတွေကရှေ့မှာဒီရုပ်တံဖိုင်မှာပြောသွားတဲ့အဲညီကိုပြောသွားတယ်လို့ပဲအဲချာဂျင်ဆောင်လားပေါ့ကျွန်တော်မြန်မာအခေါ်ဆိုချာဂျင်ဆောင်ဖြစ်နေမြေကျွန်တော်တို့ဟာငါကောင်ဒေါ်လာကြီးရန်ပုံငွေပွဲသွားကားတဲ့သွားကားမှုတွေပေါ့နော်တော်တော်ဝေးပါတယ်အဲ့နယ်မြို့လေးမှာရှိတဲ့ဆယ်ကျော်သက် ចောင်းသားបော်លုံးအသိလိတသိဖြစ်တယ်။ဘာបိုင်ဆိုင်မှုမှဘာကြွယ်ဝမှုမှမရှိဘူးဒီကလေးတွေမှာအចောင်းကလည်း ਨੇ မြို့ចောင်းလေးဖြစ်တဲ့အတွက်ចောင်းသားလူဦးရေလည်း ਨੇ တယ်။လေ့ကျင့်ရေးအားကစားပစ္စည်းတွေလည်းမရှိဘူး။အရီဒီမှာပြောသွားတယ်လို့ပဲ။ဘစကားအိုလေးနဲ့လာတယ်။ဆိုတော့ကျွန်တော်ကဘာသွားတွေးမိလဲဆိုတော့ကျွန်တော်တို့ဟူးတော်လိုင်းအစမှာကျွန်တော်လူငယ်တွေဘာမှမရှိတဲ့ဘဝကနေစလာတဲ့ ခြေအနေတစ်ခုပြန်တွေးမိပါတယ်ပြန်တွေးမိတယ်ပေါ့နော်ကျွန်တော်ဒါကြောင့်ကျွန်တော်ရှေ့မှာလည်းပြောခဲ့ပါတယ်ကျွန်တော်တို့အဲတလုံးသားဒီချိန်မှာဆိုလို့ရှိရင်တော်လိုက်အเจ้าနေပဲပပလာအောင်ပါပဲโอเคပါအဲ့တော့ဒါဒီကလေးတွေကတော့အားစားပြန်ပွဲတစ်ခုပဲလို့တော့ကျွန်တော်တို့ကနိုင်ငံအတွက်အဲနိုင်ငံမှာရှိတဲ့မျိုးဆက်တွေရဲ့အနာဂတ်အတွက်စူးစမ်းနေတဲ့လူငယ်တွေကိုပို့ပြီးတော့ကျွန်တော်ဂုဏ်ယူသေးတယ်ဒီလိုအောင်မြင်မှုတွေအဲဒီလိုပန်းနိုင်နေဒီကလေးတွေလို့ရောက်ရှိမယ်ဆိုတာယုံတယ် ဲ့တော့စက်စကားဆက်ပြရစီဒီကလေးတွေကအခုဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့အစိုးရကလည်းစောက်ရှောက်နေပြီနောက်ဗတ်တွေတိမ့်နဲ့တန်းနဲ့ခြီးပြီးတော့လှူနေကြတဲ့လူတွေအများကြီးဖြစ်လာပြီနောက်အားကစားပစ္စည်းတွေနောက်အခုဆိုလို့ရှိရင်တို့ဘောလုံးလေ့ကျင့်တာတို့ကစားတာတို့ဆိုလို့ရှိရင်ကားအကောင်စားကြီးတွေကိုစပွန်ဆာပေးမဲ့လူတွေဖြစ်အများကြီးရောက်လာပြီနောက်အဲကျွန်တော်တို့တို့နိုင်ငံရဲ့ဘိုင် TV channel တွေ အဲတခြားစီးပွားရေးသမားတွေစပွန်ဆာတွေစပေးနေပြီပေါ့နော်ဒီကလေးတွေရဲ့အောင်မြင်မှုကနောက်အဲတို့ဘလူဘွဲမှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံလက်ရွေးစင်အသင်းတွေပြိုင်တယ်လို့မျိုးနောက်စီးကိန်းပြိုင်တယ်လို့မျိုးပေါ့နော်လူပေါင်းပြည်သက်3000ကျော်အထိလာရောက်အားပေးကြတယ်တော်တော်များများဒီကလေးတွေကိုအားပေးတယ်နောက်အခုဒီကလေးတွေအဲ့ဘက်စကားဟိုဆိုတော့အိမ်မက်ကားကြီးနဲ့သွားတဲ့အချိန်ဆိုလို့ရှိလို့ရှိရင်အဲတို့ထိုင်းနိုင်ငံရဲရေးတွေစစ်သားတွေကဒီကလေးတွေကို အကာအွယ်တွေပေးပြီးကျူပိုက်တွေလမ်းကြောင်းတွေရှိရရှိနောက်တွေထားပြီးဆိုတော့သူတို့ရဲ့အမြင်မှုကအာခင်ဗျဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတစ်ခုမှာဆိုတော့အားကြစရာတော့ကောင်းပါလေဒါပေမဲ့ကျွန်တော်တို့လူငယ်တွေနဲ့ရှင်ရင်တော့ကျွန်တော်တို့ PDF ရဲပေါ်နေတယ်ရှင်လို့ရှိရင်တော့ကျွန်တော်အတွက်ကတော့ပါမွားပါโอเคပါအဲ့တော့ကျွန်တော်တို့နောက်ထပ်ရုပ်သံပိုင်းတစ်ခုကိုထပ်ကြည့်ပါမယ်ဒါကတော့ဒီကလေးတွေကိုနီးပြလုပ်ပေးတဲ့ဆရာလည်းဖြစ်တယ်ဒီ ခွန်အားတွေစိတ်ခွန်အားတွေရောအဲဒီဘက်စကားဦးကြီးကိုမောင်းဝါပေးတဲ့ဒီကလေးဘောလုံးသမားတွေရဲ့ဆရာပေါ့နော်ဒီចောင်းသားတွေရဲ့ဆရာကိုအပြည်သူတယောက်ကထိုင်ကြော့ရဲ့ရုပ်သံဖိုင်ကိုကြည့်အောင်ပါကောင်းတာဘူးမသားကြီးဘူးနေလာဘူးနေလာဘူးလိုက်တန်ဒူဒီဒီတော်တော် อาจารย์แกลูกผมมาเล่นที่นี่นะไม่งั้นลูกผมแม่งไปไหนแล้วไม่รู้ผมมากมันจะมีสักวันเนี่ยมันจะมาทั้งเราครับဟုတ်ကဲ့ပါဒီရုပ်သက်ဖိုင်လေးကိုကြည့်ပြီးတော့ကျွန်တော်ဘာဟိုသွားတရိယာလဲဆိုတော့ကျွန်တော်တို့လွတ်လပ်ရေးဖခင်အာဇာနည်ကောင်းဆောင်ဘူဂျောင်းဆန်းတဲ့အတူအာဇာနည်ကြီးကြာဆုံးတဲ့အချိန်မှာ ာဇာနည်ကိုဂုံပြုတဲ့အခမ်းအနားလုပ်တယ်ပြည်သူတွေကဘုံကျုံနဲ့အတူအာအာဇာနည်တွေကိုလာကြတော့ကြတယ်အလေးပြုကြတယ်ပေါ့နော်အဲ့ချိန်မှာဘုံကျုံဇာပနာအခမ်းအနားကိုဘုံကျုံရဲ့မိခင်ဂုံပြုတက်ရောက်တယ်ပေါ့တက်ရောက်တဲ့အချိန်မှာဘုံကျုံမိခင်တဲ့အသက်ကြီးတဲ့ဘာကြီးရယ်တွေအမေကြီးရယ်တွေကဘုံကျုံရဲ့မိခင်ကို ထိုင်ထိုင်ပြီးကြတော့တယ်တယောက်များဆိုဘုကြုံမိတယ်ဘိုက်ကိုဂုံပြူပြီးကြတော့တာပါဒီလိုပုံကူမျိုးကိုတိုင်းပြည်အတွက်မွေးထုတ်ပေးခဲ့လို့ဆိုပြီးဂုံပြူကြတယ်လို့စာပေတယ်နောက်ဆရာကြီးမောင်ရင်အောင်ရဲ့ဘာဒီအောင်ဆန်းပြက်ဆက်မှာလဲကျွန်တော်ကြည့်ဘူးပါတယ်ဒါလေးကိုကျွန်တော်သွားသတိရပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာလေအာဇာနည်တွေလူငယ်မျိုးဆက်တွေအခုနောက်အဲကို့အနာဂတ်တွေပျောက်ဆုံးနေတာတော့ ောက်ထပ်လူငယ်မျိုးဆက်တည်းရဲ့အနာဂတ်ပျောက်ဆုံးမှာဆိုလို့ကိုခန္ဓာတွေအတက်တည်းစည်ပြီးတော့ကြိုးစားပေးနေတဲ့အလုံးရဲ့အနာဂတ်ကိုကြိုးစားပေးနေတဲ့လူငယ်တွေများစွာရှိနေပါတယ်အဲသူတို့နိုင်ငံကအောင်မြင်မှုတွေသူတို့နိုင်ငံကလူငယ်တွေနဲ့ပြည်သူတွေရဲ့တသားတဲ့ကြမှုတွေအစိုးရကလည်းအတိမတ်ပြမှုတွေကိုမြင်တဲ့အခါမှာကျွန်တော်လည်းဒီလိုအသီးပွင့်တွေဒီလိုအောင်မြင်မှုတွေကိုဒီတော့လည်းပြီးသွားလို့ရှိရင်ပြည်သူတွေနဲ့တသားတဲ့ အရင်လူလူကောင်းဆောင်မိတော်စန်းစုကြည်အုပ်ချုပ်ခဲ့တဲ့အချိန်အားလို့ပြန်လည်ကြိုးစားခွင့်ရတော့မယ်လို့ယုံကြည်ပါတယ်ကျွန်တော်လည်းပြည်သူတွေနဲ့အတူတူရှိနေပါတယ်အဲ့တော့ရှေ့မှာပြောခဲ့တယ်လို့ပဲပြည်သူတွေကိုဟာသစီစဉ်နေတခြားအစီအစဉ်တွေကိုတင်ဆက်ဖို့အတွက်ကျွန်တော်တို့ဒီမှာတေချာတိုင်ပင်ပြီးတော့စတင်ကြိုးစားနေပါပြီနောက်ထပ်အစီအစဉ်ကောင်းတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်